အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါနှစ်ဖွဲ့ခွဲလိုက်မယ်ဒီနေ့ဒါကျွန်တော်တို့နေ့လေဒါကျွန်တော်တို့စနစ်ခွဲကိုဒါကျွန်တော်တို့ Arsenal နဲ့ဒါကျွန်တော်တို့စပါတို့ရဲ့ဒါညောက်လန်နဲ့တစ်ဖွဲ့လုပ်ပေးမယ်ပြီးရင်တော့ကျွန်တော်တို့နှစ်နာရီတို့ကိုဒါကျွန်တော်တို့အဲလစ်ဗာပူးရဲ့နဲ့ဒါကျွန်တော်တို့ PSG Bayern နဲ့ဘွဲစလို့ကျွန်တော်နှစ်ဖွဲ့လုပ်မှာပေါ့နော်အဲ့တော့ ဒီနေ့ပွဲစဉ်ကတော့ကိုရီတာခုနပြောလိုပဲအေးအေးလေးနည်းနည်းလေးဝါပြီဆိုရင်ဘောလုံးပွဲတွေဒုက္ခပြီတကယ်ကိုတော့ခမကြည့်လိုက်ကျွန်တော်ပို့ဆိုးတာကဗျာကျွန်တော်က3နိုင်ဆို3နိုင်ဒါလက်ရှိမှာအာစတယ်ပွဲ7 25ဆိုတော့လေအေးအေးကတောက်ချောက်ပြတ်ပြီပေါ့နော်ဘယ်တက်နိုင်မလဲဘယ်တက်နိုင်အဲ့တော့မဖက်ညာလေဒါကျွန်တော်တို့ကျွန်တော်တို့မဖက်ညာလုံးမရှိဘူးဝမ်းသာတယ်အဲ့တော့ခုနပြောသေးပဲလက်ရှိမှာဒါကျွန်တော်တို့မြောက်လန်ဒန်အသင်းတွေကြောင်းနှစ်သင်းကိုယင်ပြောအဲ့တော့ Slavia Prague နဲ့ဒါကျွန်တော်တို့ Arsenal အသင်းနဲ့တွေ့ကြပါဘောနော်ဒါကျွန်တော် Slavia Prague ကတော့လက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့အိမ်ကွင်းဘောနော်အဲ့တော့ ကျွန်တော်တို့တပတ်က Arsenal သေ Arsenal သေအဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်မြင်ကြည့်တာဗောနော်တပတ်ကတော့ကျွန်တော် Brighton နဲ့ပွဲစဉ်လုံးကလို့ပွဲထွက်တဲ့ Lucien Sanson ပုံစံနဲ့ဒီနေ့ပွဲစဉ်မှာ Arsenal သေပွဲထွက်လာမှာဒါမို့ဒီနေ့ပွဲစဉ်မှာပဲ၃မှတ်တခါလေးယူပြီးပွဲကိုဇက်ကိုတိမ်းချပလိုက်မလားဆိုတဲ့ဥစားကိုကျွန်တော်တို့ပုံမှန်လေးလေးစိတ်ဝင်စားတယ်အဲ့တော့ Arsenal ပွဲစဉ်ရင်ပြောမယ်ပြီးရင်တော့ဒါ Cooper Heaven နဲ့ Stoughton Hotspur ရဲ့ပွဲစဉ်ပြောအောင်အဲ့တော့ Slavia Prague နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့လက်ရှိ ်ဆေးဗီယာပရော့ကိုကျွန်တော်တကယ်တမ်းခုနကအရင်တော့ကနာမည်လေးယဉ်တည်တယ်အခုလည်းရှိတာကျွန်တော်တို့အရင်တော့ကလည်းအခုချိန်ထိတည်းကြားဘူးတယ်ဒါပေမဲ့ကျွန်တော်ဆေးဗီယာပရော့ဘယ်လိုပုံစံမျိုးရှိလဲကျွန်တော်အနေနဲ့မသိဘူးအဲ့ဒါဒါကျွန်တော်တို့နောက်ဆုံး၅ဘွဲ့တော့ကြည့်အောင်နောက်ဆုံး၅ဘွဲ့မှာဆေးဗီယာပရော့ရဲ့အခြေအနေကတော့မဆိုးဘူးလို့ပြောရတယ်နောက်ဆုံး၅ဘွဲ့မှာတို့နဲ့ချန်ပီယံလိမှာအက်တလန်တာကိုတည်ကြီးကန်ကန်နိုင်ခဲ့တယ်အက်တလန်တာရဲ့အိမ်ဝင်းမောင်တည်ကြီးခံကန်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်မှာပြီးရင်ဒါကျွန်တော်လက်ရှိနောက်ဆုံးပြိုင်ပွဲစုံ၄ဘွဲ့မှာပြန်ကြည့်မယ်ဆိုရင်တော့တို့ရဲ့ပြည်တွင်းပွဲစဉ်မှာ၂ဘွဲ့နိုင်၂ဘွဲ့ရှုံတော့၂ဘွဲ့တည်ကြီးကျထားတယ်အဲ့တော့နောက်ဆုံးပြိုင်ပွဲစုံ၅ဘွဲ့မှာလုံးဝတော့ကျွန်တော်တို့ရှုံပွဲမရှိဒါပေမဲ့ကျွန်တော်တို့လက်ရှိမှာဆေးဗီယာပရော့ကတော်တော်လေးကိုစိတ်ဝင်စားလို့ခေါင်းနေပြ Arsenal သင်းလို့ပဲ Slavia Prague နဲ့နောက်ဆုံးပြိုင်ပွဲဆို၅ဘူးမှာဂိုးတစ်ဘူးမှမပေးရသေးဘူး အဲ့ဒါကအမှန်တမ်းပြောဒါတော်တော်လေးစိတ်ဝင်စားဘူးကျွန်တော်လည်းခုမှတေချာကြည့်လို့တေချာသိတဲ့နေထားမှရှိတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကအာဆိုသင်းပြက်ကိုပြန်ကြည့်အောင်အာဆိုသင်းကလည်းစလီဗီယာပရက်လိုပဲဒါကြောင့်လည်းရှိနောက်ဆုံးပြန်ပွဲဆုံး၅ပွဲမှ၅ဂိုးလုံးပေါ့၅ပွဲလုံးဂိုးမပေးရဒါပေမဲ့အာဆနယ်က၅ပွဲလုံးနိုင်ထားတယ်တစ်ဖက်ကတော့ကျွန်တော်၂ပွဲပဲနိုင်ထားခဲ့ပြီး၃ပွဲသေရချထားခဲ့တယ်ဒါပေမဲ့ကျွန်တော်၅ပွဲလုံးဂိုးမပေးထားခဲ့အောင်အာဆိုသင်းကလည်း၅ပွဲလုံးဂိုးမပေးအဲ့တော့ဒါခန့်စစ်ကောင်းတဲ့နောက်သင်းတွေ့မယ်လို့ကျွန်တော်ဒီနေ့ပွဲစဉ်မှာဘယ်သူပိုပြီးခန့်စစ်ကောင်းမလဲဆိုတော့ကြည့်ရမယ်တင်မှာပါတယ်ဒါပေမဲ့လူတော်များဒါကြီးကိုကြည့်ပြီးဟာ ပြင်းဖို့ကောင်းတော့မှာပဲလို့ထင်ရမယ်ပြန်ကြည့်လိုက်ပါအက်တလက်တီကိုမက်ထရစ်နဲ့အာဆင်နဲ့ပွဲစဉ်မှာအာဒီဒါဘယ်လိုမျိုးအသင်းကိုဒါပြောင်းလဲသွားလဲဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်မြင်ကြည့်တာတစ်ဖက်ရဲ့ခံစစ်ကောင်းပါတယ်ဆိုတဲ့အသင်းကိုအာဆင်အသင်းကဒီနေ့ပွဲစဉ်မှာဂိုးတွေသွင်းပြဖို့တော့သူတို့ကြိုးစားလိမ့်မယ်လို့ကျွန်တော်နေမြင်တယ်အဒီနေ့ပွဲစဉ်မှာတော့အာဆင်အသင်းရဲ့လူစင်းကိုတော့အရင်ကြီးမှာကျွန်တော်တို့အပြောင်းလဲလုပ်မယ်တော့သိမထင်ဘူးဒါပေမဲ့လက်ရှိမှာအာဆင်အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ပရီးမီးယားလိလာမဲ့ပွဲစဉ်တွေကလည်းဒါကျွန်တော်တို့ပွဲချက်တွေနည်းနည်းလေးရှိရတဲ့ကြောင့်အာဆင်အသင်းဒီနေ့ပွဲစဉ်မှာလူလဲခြံသွားနိုင်မယ်လို့မြင်တယ်ဒါပေမဲ့အာဆင်အသင်းဘက်ကပြန်ကြည့်ပြန်တော့လေလက်ရှိဒီနေ့ပွဲ ွဲစဉ်နိုင်လာတဲ့ကိုနောက်တစ်စစ်ကိုတက်လန်းဖို့အတွက်တေချာလောက်နေတာမရှိအခုလက်ရှိလာမယ့်ပွဲစဉ်မှာဒါကျွန်တော်အစတာ relegation battery တမှာစောက်ရမ်းကောင်းနေတယ်ဒါကျွန်တော်ဆန်နလိုင်းရဲ့အိမ်ဝင်းမှာသွားကံစတေဒီယမ်မှာလိုက်မှာသွားကံမှာကြောင်မို့လားပြန်ကြည့်မယ်ဆိုခမစလီဗီယာပရော့ဂ်ရဲ့အဝေးသွားကံရတာဟုတ်တယ်နော်ပြီးရင်တော့ခုနကပြောဆန်နလိုင်းရဲ့အဝေးပဲလက်ရှိမှာကျွန်တော်တိတိလောက်ပြောရမယ်ဆိုရင်ဒါပရီးမီးယားလိနဲ့အဝေးဆုံးမှာညူကာဆယ်အဝေးဆုံးပဲလန်ဒန်နဲ့တင်းတယ်ဒါပေမဲ့ဆန်နလိုင်းနဲ့ညူကာဆယ်အဲ့လောက်မဝေးတော့ကျွန်တော်ဆန်နလိုင်းနဲ့အဝေးသွားတယ်လို့ပြောလို့ရတယ်အဲ့တော့ ပြန်ကြည့်မယ်ဆိုရင်အာစနယ်တို့ကဒါအဝေးကြီးတွေခီးရေးသွားမယ်ကစားသမားတွေပြန်မနိုင်တဲ့မှာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာခုနကပြောအာတီတာအနေနဲ့ရှင်းပါတယ်လူဆုံးပုံစံမျိုးတော့ထုတ်လာဖို့ရှိပေမဲ့ဒီဒီနေ့ပွဲမှာစောစောစစ်စစ်ပွဲဖြတ်သွားဖို့တော့အာစနယ်သင်စူးစမ်းသွားမယ်လို့မြင်တယ်အဲ့ဒီနေ့ပွဲစဉ်မှာတိုက်စစ်မှုနေရာမှာတော့ကျွန်တော်တည်လောက်ကိုပြောမယ်ဆိုရင်ယူဂရက်စ်ကမပါဝင်လာနိုင်ဘူးလို့သိရတယ်ဒီနေ့ပွဲစဉ်မှာလွဲချော်မယ်သိရတယ်မှာပါအဲ့တော့မာတင်ဆိုဘီမန်ဒီကဒီနေ့ပွဲစဉ်မှာ suspended ဖြစ်တယ်လို့ရေးသားထားခဲ့တာကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာအာစနယ်ရဲ့တန်းလူစဉ်ကတဖြည်းဖြည်းပြောင်းပြီးများလာခဲ့ဖြစ်တယ်အဲ့တော့လက်ရှိဒီနေ့ပွဲစဉ်မှာကီပါက personal reason လို့ပြောတယ်ယူဂရက်စ်ကဒီနေ့ပွဲစဉ်မှာလွဲချော်မယ်အိုဒင်ကဆက်လက်ပြီးလွဲချော်မယ် ယ်။ဆိုရင်မန်ဒီပွဲပယ်မယ်။ဂေဘရီယိုဂျီဇုဆက်လက်ပြီးလွှဲချော်မယ်။မာတင်နယ်လီဆက်လက်ပြီးလွှဲချော်မယ်။ကိုင်ဟာဗက်စ်လွှဲချော်မယ်။နော်ဒီမာတဝီဂီလွှဲချော်မယ်။ဘောတစ်ဖက်ကလည်းတစ်ချက်တချို့သင်တိုင်းကစားသမားလေ။အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်လက်ရှိမှာစလီဗီယာပရက်ကဘာလို့တော်ကျွန်တော်ခံစစ်ကောင်းနေဆိုအဖြေကဒါ သူတို့ရဲ့ line up ကိုကြည့်ရင်သိတာပါတယ်3 back formation ကိုမှဒါခန်စစ်ကိုကြစ်လိပြီးတော့ full back တွေနဲ့တွေ့တာကျွန်တော်ပြန်ပြီးကျုံနေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာတေချာတကူက Arsenal သင်းနေတာဘောလုံးကန်ခွင့်ရမယ်ဒီဘောလုံးကန်ခွင့်ရမယ်ဥစ္စာကမ Arsenal သင်းတေချာချာ ball playing လုပ်မယ်ဆိုရင်တော့ Arsenal သင်းဒီနေ့ပုံစံမှာခွေးရည်ရှိမယ်လို့မြင်တယ်ဒါပေမဲ့ဒီနေ့ပုံစံမှာကျွန်တော်တို့ Arsenal သင်းနည်းနည်းလေးပြောင်းလဲမှုတွေကိုပြုလုပ်စီခြင်းတဲ့ဘောမှာရှိတယ်ဒီနေ့ပုံစံမှာဒါ Arsenal သင်းနေတာကျွန်တော်ကွင်းလဲပိုင်းပြောင်းလဲမှုတချို့ကျွန်တော်လုပ်စီခြင်းနဲ့ဒီနေ့ပုံစံမှာဒါ Suvi Mary မပါလာနိုင်တော့ကြတော့ကျွန်တော် Christian Nogat ကိုကင်ပြီး Declan Rice ဒီနေ့ပုံစံမှာကျွန်တော်လေးအလားခုနပြောသူပဲ Merino ကိုဒီနေ့ပုံစံမှာတေချာတကူက Football ကတိုက် က်စစ်မှုတင်တာမရီနိုတိုက်စစ်နေရာမှာဝင်နေမယ်လို့မြင်တယ်။ပြီးဒီနေ့ပွဲစဉ်မှာကျွန်တော်ပါစနယ်မြန်မာဆိုရင်တော့ကျွန်တော်တို့ဒေါင်းမန်တို့အီသန်ဝန်ဝဲရီတို့ကိုနေရာပေးတဲ့ပွဲစဉ်ဖြစ်နေတယ်။ဒေါင်းမန်မဟုတ်ဘူးဆိုတော့အီသန်ဝန်ဝဲရီကျွန်တော်နေရာပေးစီနေတဲ့မှာပါတယ်။ဘယ်လိုမျိုးလဲဒါ maybe ပေါ့နော်အီသန်ဝန်ဝဲရီရဲ့စာကရဲ့နေရာမှာဒါကျွန်တော်တို့ပထမပွဲဥထွက်ပုံစံမျိုးကျွန်တော်လုပ်စီနေပါတယ်။ left wing နေရာမှာဒါကျွန်တော်တို့ Martinelli က knock ဖြစ်တဲ့ကြောင့် trossard ပဲသတ်သုံးအောင်မယ်။အဲ့တော့ fullback တစ်စုံလုံးကိုဒီနေ့ပွဲစဉ်မှာချိန်ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ Lewis Kelly နဲ့ Ben White ပုံစံမျိုးကိုသုံးတယ်။ဒါနဲ့ဒါမှမဟုတ်ဒီနေ့ပွဲစဉ်မှာလုံးဝ100%ဒါနိုင်ခြင်းနဲ့ဆိုရင်တော့ team အောက်သုံးပြီး Lewis Kelly ကိုထပ်သုံးစနာဘက်မှာလည်းလည်းပြ ြောင်းလဲမှုလို့နော်ဆာလီဘာကိုပေးလာမှုဒါမှမဟုတ်ဂေဗီယိုပေးလာပြီဒါမော့စကာရာဒါကျွန်တော်တို့ဆာလီဘာဒါမှမဟုတ်ဟင်ကာပီဆာလီဘာဆိုတဲ့အတွဲမျိုးတွေ့ဒါခန့်စစ်ဂိုးသမားကဘာမှတည်ပြီးပြောစရာမရှိတော့ရိုင်ယာပဲရှိတော့ဒီနေ့ပွဲစုံမှာအာဆောင်တင်းကရှေးမှာရာဒမိုက်ဒါဆိုတော့ဆန်လန်လန်တော့ကန်ရမယ်ပရီးမီးယားလိမှာလည်းအမှတ်ဖတ်ဖို့ကြိုးစားမယ်အတွက်ကြောင့်ဒီနေ့ပွဲစုံမှာအာဆောင်တင်းနဲ့တချို့ကစားသမားတွေကိုအကောင်းဆုံးအနားပေးဖို့အတွက်တင်းစော်ပဲဒါပေမဲ့ဒီနေ့ပွဲစုံသုံးမှတ်ရတဲ့သူအာဆောင်တင်းကဒါကျွန်တော်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်တေချာတော့နီနီဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့အာဆောင်တင်းအတွက်ကဒီနေ့ပွဲစုံကနိုင်သွားပြီဆိုတာနဲ့ပြီးအဲ့တော့ နည်းနည်းတော့ dilemma ဖြစ်မြဲကျွန်တော်ထင်တာဒီနေ့ဘယ်သူမှအာဆန်သေးနေတယ်လူပထမလူစဉ်တချို့ကိုထည့်ကန်ပြီးတော့ဒါအရမတ်ကိုရယူပြီးတော့ဒါကျွန်တော် AA စစ်စစ်အိမ်ပြန်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိတဲ့ပွဲတစ်ပွဲပဲလို့ပြောပြရစေနောက်တစ်ပွဲကိုပြောရမယ်ဆိုရင်ကျွန်တော်တော်တော် hospital တင်စပါတင်လက်ရှိအိမ်ကွင်းမှာဒါကျွန်တော်တို့ Copenhagen နဲ့ကန်အိမ်ကွင်းဆိုတာနဲ့ကျွန်တော်ကဒါတစ်ဝက်လောက်ကြောင်းနေပြီစပါတင်နောက်ဆုံးဒါကျွန်တော်ပြိုင်ပွဲဆို၅ပွဲအိမ်ကွင်းမှာကျွန်တော်တို့တစ်ပွဲမှမနိုင်ရသေးဘူး ်နောက်ဆုံးနာအိမ်ဝင်းမှာနိုင်ခဲ့တဲ့ပွဲစဉ်က Valeri ရဲ့ပေါ့နော်ဒါ Champion League ပွဲအဲဂျာတယ်မှာကျွန်တော်ဘိုလိုရန်ကလင်းကိုသိရကြတယ်ပြီးတော့ကျွန်တော်တို့မိုနာကိုသိရကြတယ်ဝေဂွေနှစ်ပွဲစားသွားခဲ့တယ်အဲ့တော့ Valeri ရဲ့နဲ့ပွဲစဉ်မှာကျွန်တော်တို့ကြည့်ဖြစ်ခဲ့တယ်ပြီးတော့ခုနကပြောလို့လက်ရှိပြန်ကြည့်မယ်ဆိုရင်တော့နောက်ဆုံးကျွန်တော်ပြောပြကျွန်တော်အခုလက်ရှိဒါကျွန်တော်တို့အင်္ဂလန်နဲ့ပြန်ရောက်တာကျွန်တော်ဘယ်လောက်ကြာပြီလဲဟုတ်ပြီတော့ကျွန်တော်သိတယ်ကျွန်တော်နောက်နောက်တစ်ခီခူထူအောင်သွားပြီးပြီကျွန်တော်ဒါကျွန်တော်မက်မက်ရမလေးရှားစင်ကာပူရောကျွန်တော်ခဏအလဲအောင်သွားပြီးပြီလက်ရှိကျွန်တော်ပြန်ရောက်ခဲ့တဲ့အခုချိန်စပါအင်္ဂလန်ဘယ်မှမနိုင်ဘူးကျွန်တော်နောက်ဆုံးကြည့်ခဲ့တဲ့ပွဲစပါအင်္ဂလန်နိုင်ခဲ့ခြင်းပဲ မသိမဲ့ကိုကပဲလက်ရှိမှာအိမ်ဝင်းနောက်တပွဲသွားကြည့်ပေးရမယ့်ပုံစံပေါက်နေတယ် မကြည့်ကြည့်ဘူးမှန်တမ်းပြောရမယ်အခုလည်းကြာဒီဇင်ဘာဒီနေ့ခါရကျွန်တော်မြန်းသွားတာဒါကျွန်တော်စက်တင်ဘာတစ်ချိန်သွားတယ်ဒီဇင်ဘာတစ်ချိန်သွားတယ်ဒီနေ့ဒီဇင်ဘာသွားဖို့အတွက်လုံးဝစီစဉ်မရှိဘူးစိတ်ပြတ်နေတယ်အမှန်တမ်းပြောရအောင်လက်ရှိမှာ Total Hotspot တင်းရဲ့အိမ်ကွင်းမှာ Copenhagen နဲ့ကံမယ်လက်ရှိမှာတော့ကျွန်တော်အကွဲပြဲများစွာဖြစ်နေတယ် Total Hotspot တင်းဖြစ်နေတယ်တကယ်ကိုအကွဲပြဲပေါင်းများစွာစပါတင်းဖြစ်နေတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာနိုင်ပွဲ Spa တင်းအတွက်အင်မတန်မှအရေးကြီးတယ်ပြီးတော့လက်ရှိမှာ Spa တင်းနဲ့အခုလက်ရှိမှာရမှတ်ပိုင်းရ၅မှတ်ပဲလာမသိရသေးတာတွေ့ရမယ်အခုလက်ရှိမှာကျွန်တော်တို့ဒါ assist 15နဲ့ရောက်နေပြီဒီနေ့ပွဲစဉ်မှာ9ပြီဆိုရင်တော့ဒါကျွန်တော် top 8ထဲကိုပြ ြန်ဝင်ဖို့အတွက်အခွင့်အရေးရှိမယ်ဒါစပါးတင်နေတာကျွန်တော်တို့ extra ကန်စရာမလူပဲနဲ့တော့ပိတ်တဲ့ကိုဝင်ဖို့အတွက်အခွင့်အရေးရှိမယ်ပွဲစဉ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ must win ပွဲစဉ်တစ်ပွဲဖြစ်တယ်ကန်ရမယ်ပွဲစဉ်ကကန်ရမယ်တင်ကတိတ်တော့ခက်ခဲလာတဲ့အတင်းတော်မျိုးလက်ရှိမှာနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာတပွဲမှာဒါကျွန်တော်တို့လက်ရှိသူ့ရဲ့ချန်ပီယံလိမှာတပွဲမှာနိုင်ငံအတင်းမျိုးနှစ်ပွဲဆက်တိုက်ရှုံထားတယ်တပွဲတည်ကြထားတယ်တည်ရမယ့်ရထားတယ်အဲ့တော့ အဲ့လိုအသင်းမျိုးကမှစပါးကအမှတ်လူချင်းတဲ့သဘောမှရှိတယ်။ဘာကြောင့်လဲ။လက်ရှိမှာစပါးအသင်းနဲ့ကျွန်တော်တို့ဒါချန်ပီယံလိမှာဆိုဒါကျွန်တော်လက်ရှိအိမ်ငွင်းကတော့ရလက်ပိုင်းအမြဲတမ်းကောင်းနေတဲ့အသင်းဖြစ်နေတယ်။အဲ့တော့အဝေးကမှကျွန်တော်တို့ဒါခွေးခွေးကြကြပြီးပြီ။အခုလက်ရှိမှာအိမ်ငွင်းမှာတခုခုဒါကျွန်တော်ချန်ပီယံလိမှာလုပ်ပြဖို့လို့တောမက်ဖရန့်ဒီနေ့ပွဲစဉ်မှာတိုက်စစ်ပိုင်းကိုပြင်ဆင်ဖို့စတင်ပြီးလုပ်လာပြီ။ဒီချိန်မှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့မိုဟာမက်ခူဒက်စ်ကတော့ဒါကျွန်တော်တို့ ဒီ training မှာတော့တေချာမတွေ့ခဲ့ရမယ်ဒါဒီနေ့ပွဲစဉ်မှာပြန်ပြီးပါဝင်လာနိုင်လို့ဒီပြကအတီးပြူထားခဲ့တာကိုတွေ့ရမယ်ဒီနေ့ပွဲစဉ်မှာကျွန်တော် left wing မှာ Odo Back ကိုပြန်မြင်ရဖို့ရှိ Striker မှာဒီနေ့ပွဲစဉ်မှာ Richelli Sen ကိုကျွန်တော်ကမြင်မြင်ရမယ်လို့ထင်တယ်ဗောနော်ကိုလိုမူဝါနေ့ရှိပွဲမှာတိတ်ပြလို့မဖြစ်တော့အဲ့တော့ဒီနေ့ပွဲစဉ်မှာ Cancel Bank က Romero Van der Ven ပြန်တွေ့ရပြီဒါ Romero လုံးဝအပြေးဝပြန်ပြီးကောင်းပြီပြီးတော့ဒါကဘုနာပွဲဒါ Fullback မှာတော့တေချာတကွာ Dejan Spence ကလက်ရှိမှာဒါ knock ဖြစ်ထားရဲဆိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာပါဝင်မှုရခိုင်တော့နေတယ် ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့ Vicario ကိုပဲကျွန်တော်ဆက်ပြီးတုံးစီခြင်းနဲ့ဘာကြောင့်လဲ Vicario အနေနဲ့လက်ရှိမှာဒါ King Ski Death ဆိုင်တော်တော်လေးကိုပို့ပြီးအဆင်ပြေမဲ့အနေထားမှာရှိတယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်100%မြင်မိရတယ်မှာပါတယ်။ဘာလို့ဆို Short stopping လုပ်ဖို့အတွက်လိုတယ်။လက်ရှိမှာ Copenhagen ကဒါကျွန်တော်တို့ဒါပြည်တွင်းလီမှာတော့တော်တော်လေးဥဒုခဆိုအခြေကောင်းနေတယ်။ပြည်တွင်းလီမှာဒါကျွန်တော်တို့ total နှစ်ပွဲနိုင်ထားတယ်။တစ်ပွဲတီတစ်ပွဲရှုံတော့တစ်ပွဲတီကြာထားတယ်။ Champions League မှာရှုံထားခဲ့ပြီးဒါကျွန်တော်တို့ side box ကိုရှုံထားခဲ့တဲ့ပွဲစဉ်ကလို့တို့ရဲ့ပြည်တွင်းလီမှာမဆိုးဘူးလို့ပြောရရတယ်။စပါးတင်းကလက်ရှိနောက်ဆုံးပြိုင်ပွဲစဉ်၅ပွဲမှာတစ်ပွဲပဲနိုင်ထားခဲ့ပြီး၃ပွဲတီတီရှုံနေထားခဲ့ပြီးတော့တည်ရတဲ့ပွဲတဲ့သာရရှိခဲ့တာ တွေ့ရမယ်တဲ့။အဲ့တော့ပြောချင်တာစပါးအသင်းနဲ့အခုလည်းရှိမှာဒါကျွန်တော်တို့ ခန်စစ်ဘက်ကတော်တော်လေးကိုဒါကျွန်တော်ပြန်ပြီးဆိုးရွားလာခဲ့တယ်။ရူမဲရိုမပါတဲ့ပွဲစဉ်မှာကျွန်တော်အကုန်ခွေဖြစ်နေတာကိုတွေ့ရမယ်။အဲ့တော့မစ်ကီဗန်နာဗင်းရဲ့လက်ရှိမှာဒက်ဂျက်စပန်စ်ကတော့တော်တန်ဟော့စပိုင်ရဲ့လက်ရှိနီးပြဖြစ်တဲ့တောမက်ဖရန်ဂျီကိုတောင်းပန်ပေးပြီးပြောရတဲ့ကြောင့်မို့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာတော့ပြန်ပါလာဖို့တော့ရကိုင်းလုံးနေများတယ်။ပြီးတော့မင်းစူစီကမူစပါအသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်တော့တန်ဟဲလူစင်းတွေကတဖြည်းဖြည်းနဲ့ပုံပုံပြီးများလာနေတာကိုတွေ့ရမယ်။တိတ်ပြီးတော့ကိမသေးအဲ့တော့ဒီနေ့ပွဲစဉ်100%နိုင်မှရမယ်။ဒါကျွန်တော်တို့ပြန်ပြီးတော့ positive ဆန်ဖို့အတွက် United နဲ့ဒါမတွေ့ခင်မှာ positive ဆန်ဖို့အတွက်ဒီနေ့ပွဲစဉ်က100%ကျွန်တော်တို့တော်တန်ဟော့စပါသင်းနိုင်မှရမယ်။မနိုင်ဘူးဆိုရင်တော့ ဒီထက်ပိုပြီးတော့စိတ်ညစ်စရာတွေပိုကြုံရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တောင်းပန်ပြီးပါအောင်ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဘုရားမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အမှန်တမ်းပြောရမဆိုဘုရားဒီနေ့ပွဲစမှာလေးကျွန်တော်လေးဒီပြောက်ပါလီညာနဲ့ဘန်ဒကာအသွေးယူကျွန်တော်မသုံးစီခြင်းပါလီညာကိုထည့်ရင်ထည့်ဒါကြောင့်ဒီနေ့ပွဲစမှာဒါပက်ပေးစာကို CM တို့ AM မြန်မာ Simons ကိုသုံးစီခြင်းနဲ့မဟုတ်ပါကျွန်တော်ဒါကျွန်တော်ကျွန်တော်ခုနကကျွန်တော် tradition နဲ့ကျွန်တော်ရမ်းကြိုက်နေလို့ပြောရတယ် DM CM AM လေးကိုတည်တည်ချာချာဒီပြောက်သုံးစီခြင်းနဲ့ပြီးတော့ဒီနေ့ပွဲစမှာကျွန်တော်တိုက်စစ်ကိုအဓိကမြင့်တင်စီခြင်းပြီး အားနေခန်းစီကြီးပဲဆွတ်ဆက်ပြီးဆိုတော့အန်တိုနီယိုကော်တေသတိပဲဆော်တော့ကလူလူအက်စပယ်လိုဆော်လို့စကရီးပေါ်ကျွန်တော်ခန်းစီဆော်တော့ကတော့မှဒီတော့ဒီခန်းစီမဆုံးဘူးအဲ့တော့ပြောချင်တယ်ဗျာဟုတ်တယ်ခုနကခန်းစီပိုင်းကကျွန်တော်တို့ဒါခုနောက်ပိုင်းကောင်းနေတာမှန်တယ်ခန်းစီပိုင်းကလက်ရှိမှာတော်တော်လေးအဆင်ပြေနေတာမှန်တယ်ဒါပေမဲ့ခန်းစီကြီးပဲကျွန်တော်မကြည့်ချင်တော့အမှန်တိုင်းပြောတာတိုက်စစ်ပိုင်းနဲ့ကျွန်တော်ကြည့်ချင်တယ်ဘာလို့ကိုရီတိုက်စစ်ကမကောင်းတဲ့ကောင်းနေလဲမို့ကာရီတိုက်စစ်ကလက်ရှိမှာလုတ်ပြနိုင်ဆိုတာရှိတဲ့ကောင်းလည်းရှိတယ်မနစ်ကရတာကျွန်တော်တစ်နှစ်လုံးဒါဘရန်နန်ဂျွန်ဆန်ဂိုးအများအောင်သွင်းတဲ့ကောင်းခုလက်ရှိမှာဂိုးတော်မသွင်းနိုင်တော့ဘူးချော်ပြတ်သိလား အဲ့တော့ဟိုသုံးစားမရတဲ့ကောင်သုံးစားလို့ရအောင်အဓိကလောမနောက်ဆုံးပြောင်းခုနကပေါ့လက်ရှိမှာတိုက်စစ်မှုဂိုးမတင်တော့ Brandon Johnson တိုက်စစ်တင်ချလိုက်တော့ကျွန်တော်ပြောင်းမထူးတော့ဘူးကျွန်တော်ဘာလုပ်တော့မှလဲအဲ့တော့လက်ရှိမှာကျွန်တော်ဒါ Manchester United နဲ့လည်းဒါကျွန်တော်လာမယ့်ဂျာယိုတွေမှာကန်အူလာမယ့်ဒါကျွန်တော်တို့ International Break မှာပြီးခင်ကန်အူမှာတို့ကြောင့်မို့ဒါစပါးတို့တို့ကဒီနေ့ပွဲစံမှာလည်း risk လည်းအရင်ယူဒါပေမဲ့ risk မယူလို့ချီးရတယ်ဒါ qualifying round ကဒါကျွန်တော်တို့ qualifier ကန်မှပဲရတော့မယ့်နေရာလို့ရှိတယ်ဒီနေ့ပွဲစံနိုင်မယ်ဆိုတော့ဒါကျွန်တော်တို့ တော့ပိတ်တဲ့ကိုဝင်ဖို့အတွက်ခွင့်ရေးတွေရှိမယ်။ဒါမှမဟုတ်ဒီနေ့ပွဲစမှာဘာမှမလုပ်ပြတော့ကျွန်တော်ဒါလက်ရှိကြံခဲ့တဲ့ပွဲအကုန်လုံးကပွဲချက်တွေပဲကျွန်တော်တို့အတိလာကျွန်တော်တို့ကျွန်တော်ဒါ PSG နဲ့ကြံသေးတယ်ခင်ဗျာ။အဲ့ဒါကခုနကမလွယ်ဘူးဗျာ။ PSG အိမ်ဝင်းကြီးမှာသွားကြံမှာပြီးတော့ပါလို့လို့ရမှာကျွန်တော်တို့အဲ့တော့ပြောချင်တာရှေ့ရှေ့လေးရနိုင်တဲ့အမှတ်တွေကျွန်တော်တို့ဒါဆိုမူနာကုနဲ့မူနာကုကထားပါလက်ရှိမှာတတွေ့ပြီးနေလိမ့်မှာလေကောင်းလို့ထားလိုက်တော့ဘူရူရန်ကလစ်မှာကျွန်တော်ဆော်ရှုံခဲ့ပြီးပြီးဟုတ်တယ်မှာလက်ရှိမှာဒီနေ့ပွဲစမှာဒါပြီးဆော်ရှုံမယ်ဆိုရင်တော့ ချန်ပီယံလိကထွက်လိုက်တာကောင်းမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။လောက်ပဲ။ဘလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB for you တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်တော့နေနေဖြစ်ပါစို့စုမုံကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှ AC ပြန်လွှင့်ကြတာပေါ့။မြန်မာလက်ကလစ်ပေးကြပါအောင်ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကျွန်တော်တို့နောက်မှ AC စစ်တူကြတာပေါ့။ကျွန်တော်တောက်ကူပြပါအောင်။မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။တေးပါဗျ။